မနဲ့မတူပဲရှုံမတဲ့သားလေးကြောင့်ရောက်ခမတော်ချင်းသူများရတဲ့ညီမြတ်သူအောင်လုံးမေမင်္ဂလာပါရှင်ဆယ်လီဆုံးပြီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ညီမြတ်သူကဆယ်လီဆက်ဖြစ်ခရေကလူအများကြီးအထင်သေးအမြင်သေးကကဲ့ရဲ့ခံရတဲ့သကလုံးတွေကိုရင်ဆိုင်ခဲ့ရတာပါမိန်းကလေးတယောက်မို့လှချင်တဲ့အပေါ်မှာမလာဘူးဆိုတဲ့တမတ်ရှင်နဲ့ပြောဆိုခံခဲ့ရတာပါညီမြတ်သူကအခက်ခဲတွေကြားတဲ့ကနေလူတိများတဲ့ဆယ်လီဖြစ်လာခဲ့တယ်လို့မလာဘူးဆိုသူတွေအတွက်ကောင်းလေးချောချောလေးပါထားပြနိုင်ခဲ့ပါတယ် လမ်းမှန်ကိုမရွေးပဲကရင်ဘော်ကဇလန်းတွေရိုက်ပြလို့တာလူအများကဝေဖန်ခဲ့ကြတာပါဒါပေမဲ့အခုချိန်မှာတော့အိမ်တောင်ကျကမိခင်တယောက်လည်းဖြစ်နေပါပြီချစ်သူကောင်းလေးဖြစ်တဲ့အထက်အကကျော်နဲ့ပဲမြင့်မြတ်သူကလက်ထပ်ဖြစ်ခဲ့တာပါချစ်သူဖြစ်တော့ကထက်အကကျော်ကနောက်ကောင်မလေးနဲ့တဆဖောက်သွားလို့လူအများကတနာခဲ့ကြပေမဲ့သူအရှိမှလို့နောက်ဆုံးမှတော့လက်ထပ်ဖြစ်သွားကြပါလေလက်ထပ်ပြီးမှကြသားလေးတယောက်ကိုလည်းအမြန်ဆုံးယူနိုင်ခဲ့ပါလေ တရှိုးကလည်းငိမ်မြတ်သူကိုဝင်ရှိနေတယ်ဆိုတာကိုမယုံကြည်ကြပါဘူး။ဒါပေမဲ့ငိမ်မြတ်သူကတော့အခုဆိုရင်ကလေးပါမွေးလိုက်ပါပြီ။ငိမ်မြတ်သူကဒါလေးမွေးခဲ့တာဖြစ်ပြီးတော့အခုမှရပိုင်းတာရှိသေးတာပါ။ခွဲမွေးတာဖြစ်ကသူ့အနေနဲ့မထိုင်နိုင်တာကြောင့်ဒါလေးရဲ့ပုံကိုရှစ်ချင်းမပြလာခဲ့ပါဘူး။သူမကိုရှစ်ခင်တဲ့သူတွေက မြင်ကျင်တယ်လို့ပူဆတာကြောင့်ဒါလေးရဲ့ပုံကိုရှက်ပြလာခဲ့တာပါ။ငိမ်မြတ်သူရဲ့ဒါလေးကသူမနဲ့မတူပဲ क्वे ပြနေခဲ့တာပါ။ဒါဆိုရင် အမေနဲ့တာတူတာများပေမဲ့တမအသားလေးကတော့မတူပါဘူးညီမြတူကအသားရောင်နဲ့ပတ်သက်ပြီးဝေဖန်ခံခဲ့ရပေမဲ့သားလေးမှတော့ဒီလိုဝေဖန်ခံရတာမျိုးမရှိတော့ပါဘူးသားလေးကအသားဖြူကရှစ်ဆရာကောင်းနေတာကြောင့်ပါရုပ်ရည်ရှော့မောတယ်ဆိုပြီးလူအများကတော့အမှတ်ချက်ပေးနေကြတာပါဒါပြင်ညီမြတူနဲ့မတူပဲခင်ပွန်းဖြစ်သူနဲ့တာတူနေတာပါဒါကြောင့်မလို့ညီမြတူကခင်ပွန်းကိုအတော်လေးရှစ်တာဖြစ်နိုင်တယ်လို့ပြောဆိုနေကြတာပါ အဖေသူသားလေးကိုရတဲ့အတွက်သူမအနေနဲ့လည်းရွှေနေရတာပါရှစ်ဆရာကောင်းတဲ့သားလေးကိုပိုင်ဆိုင်ရတယ်ဆိုတာမိခင်တန်းပျော်ရတဲ့ကိစ္စတခုဆိုလည်းမမှားပါဘူးသားချောလေးကိုပိုင်ဆိုင်ထားလို့ရကမတော်ကျင်သူတွေလည်းရှိနေပါပြီမြင့်မြတ်သူကိုရကမတော်ကျင်လိမ့်မယ်လို့မထင်ထားဘူးဆိုကစားနောက်နေကြတာဖြစ်ပါတယ်ဒီလိုစကားတွေကြားတိုင်းမြင့်မြတ်သူကလည်းဒါအတွေ့အကြုံယူနေရတာပါခင်ဝင်းဖြစ်သူကလည်းဒီမဘေးနားမှာအရေးတကြီးကြီးနဲ့ရှိပေးနေတာပါ ကလေးရလာချိန်မှာလည်းတာဝန်ယူပေးခဲ့သလိုငွေပြီးတဲ့အထိလဲဂယုစိုက်ပေးနေတာဖြစ်ပါတယ်။ရင်းမြသူတို့ကလက်ရှိမှာဘာအလုံးမှလည်းတေချာလောက်တာမသွေးရလို့တချို့ကလည်းစိုးရိမ်နေကြတာပါ။အလုပ်ရရှိရလားလို့စိတ်ပူကြသူတွေလည်းရှိပါတယ်။ဒါပေမဲ့ရင်းမြသူကတော့ဘွားကိုပျော်ပျော်ပဲဖြတ်တန်းကသူမပြေလဲရာကိုလည်းရှာမပြပါဘူး။ရင်းမြသူကဆယ်လီအဖြစ်နာမည်ကြီးချိန်မှာတခြားဆယ်လီတွေလိုပဲသူလည်းကြော်ညာလေးတွေရရပါတယ်။ဒါပေမဲ့ရင်းမြသူက အပေါင်းတင်ပါခဲ့တယ်လို့ဆိုရမှာပါ။ကရင်ဘော်ကအကြောင်းအရာတွေကိုတင်ဆက်တဲ့ဆယ်လီတချို့နဲ့ပေါင်းမိကဇလန်းအတို့လေးတွေရိုက်မိပါတယ်။ဒါကိုလူအများကအပြင်းထန်ရှုတ်ချခဲ့ကြတာပါ။ဒါအပြင်ရင်းမြတ်သူကတခြားသူတွေလိုဆယ်လီဖြစ်တာနဲ့ဈေးထရောင်းဖို့လဲငွေကြေးကမပြေစုံပါဘူး။ဒါကြောင့်မို့သူအနေနဲ့ဈေးမရောက်ရသလို ကိုပိုင်စီးပွားရေးလည်းမလုပ်ထားမိတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့အများမကြိုက်တဲ့ဇလန်းအတော်လေးတွေလည်းသူ့အနေနဲ့တရုတ်ဆောင်တာမျိုးမရှိတော့ပါဘူး။အခုချိန်မှာငြိမ်းချမ်းသူတို့ကဘာနဲ့ရတိလဲမသိပေမဲ့အစဉ်ပြေပြေနဲ့ကလေးလေးမွေးနိုင်ခဲ့ပါတယ်။ဒါအပြင်တစ်တော့မှဗီဒီယိုတွေတင်တိုင်းလဲမီဒီယာနဲ့ရှီပေါင်းနေတာဝင်ငွေလည်းရရှိနေပါတယ်။ဒါချော်လေးကိုပိုင်ဆိုင်ထားတဲ့ငြိမ်းချမ်းသူအပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ကြည့်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။